ငလျင်ကြီးလှုပ်ပြီးတော့ဒုက္ခဒုက္ခရောက်နေကြအဲ့ဒါလို့ဒုက္ခရောက်တဲ့အခါလူတွေဟာစိုးရိမ်ကြတယ်ထိတ်လန့်ကြတယ်တုန်လှုပ်ကြတယ်ငိုကြတယ်ပြီးတဲ့အခါကျတော့တော့ပြောက်သွားပြီဆိုရင်တခါပျော်ကြဗျာရောအမှတ်မရှိတဲ့လူတွေပဲမှားတော့တတ်တော်ဟာတွေကအမှတ်မရှိဘုန်းကြီးတခါတည်းလေးကြီးမိတယ် တခါတခါကြက်တွေကိုချင်းနဲ့ထည့်ပြီးတော့ခြေတော့ကိုကျိုးရီချီပြီးချင်းနဲ့ထည့်သွားတွေ့ဟာဒီကောင်လေးတွေစိတ်ညစ်နေမှာပဲလို့အောင်းမိတယ်ဘယ်တကောင်တကောင်မှစိတ်ပြီးတော့တွန်လိုက်သေးတာတခါတခါချင်းနဲ့ကနေပြီးတော့စိတ်ညစ်ဖို့နေနေတာဒါတကောင်တကောင်ပဲစိတ်ချက်နေတာသူတို့ကအဲ့တော့ဘဝဆိုတာတာယာမှုတွေနဲ့ ကြမ်းဖန်ပြီးတော့လူတွေဟာပြောနေကြတယ်အဲ့တော့ခွန်ကြီးတို့တွေဟာဘဝတဏ္ဍာကိုဖယ်ရှားဖို့ဆိုလို့ရှိရင်ตายာမှုအပိုင်းတွေကိုဖယ်ထားစိတ်ပြည့်စရာကောင်းတဲ့အပိုင်းကိုပြန်ပြန်ကြည့်ပေးရဘဝမှာအတ္တဓာတ်လို့ဆိုတဲ့ခြင်နှဆရာကောင်းတာတွေရှိတယ်မရှိဘူးမဟုတ်ရှိအဲ့ဒီခြင်နှဆရာကောင်းတာတွေဟာတခဏမျှသာဖြစ်လို့သူတို့မကြည့်နဲ့ စဉ်းစားဆင်ခြင်ကြည့်မခြေနှက်เสียကောင်းတာတွေပဲခြေနှက်เสียမကောင်းဘူးဆိုတာတွေအပြစ်တွေပဲကြည့်အပြစ်တွေကိုအာဒီနဝလို့ခေါ်တယ်အဲ့ဒီအာဒီနဝဆိုတာမွေးလာပြီးရင်အိုရတယ်နာရတယ်သိရတယ်အဲ့ဒီအပြစ်တွေကိုကြည့်မှတာယာမှုဆိုတဲ့တဏှာကိုဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်အဲ့ဒီတဏှာမဖယ်ရှားနိုင်ပဲနဲ့တန်တရာကထွက်နိုင်တယ်ဆိုတာလုံးဝမရှိဘူး ကြောင့်မို့မြတ်စွာဘုရားကတရားကျင့်ပြီးတော့ဘုရားဖြစ်သူရောက်တဲ့အခါကျ तू ဘာချိညာလဲလို့ဆိုကာဟကာရကဒိဋ္ဌောတိပုဏ္ဏကေဟံနာကဟတိငါခန္ဓာအိမ်သူဆောင်းနေတယ်ဆိုတော့ငါတွေ့ပြီတဲ့သဗ္ဗတေဘာသူကပဲကကဟကုတံဝိသင်္ကတံတဏှာရဲ့အကူအညီဖြစ်တဲ့ကံတရားတွေအလုံးသူဖြည့်ဆည်းပြလိုက်တယ် နောက်ဆုံးသူရလိုက်တာဘာတော့ဆိုတဏ္ဏံခယမစ္ဆေတဏ္ဏံခယဆိုတာကာမတဏ္ဏယောဘဝတဏ္ဏယောဝိဘဝတဏ္ဏယောတဏ္ဏမန္တညကိုကုံဆုံးစေတတ်တဲ့အကျဉ်းချံမရှိအောင်ဖယ်ရှားပြစ်နိုင်တဲ့ရတ္တမေဆိုတဲ့အစွမ်းထက်တဲ့အသိဉာဏ်ကြီးကိုရလိုက်တာ တဏှာကိုဖယ်နိုင်တဲ့ဟာအရတ္တမဲ့မှာဖယ်နိုင်တယ်တဏ္ဍပတိမဲ့အချိုးဝဲလောက်သာဖယ်လို့ရတယ်ဒဂရဂာမိမဲ့ကအချိုးဝဲလောက်သာဖယ်နိုင်တယ်အနာဂါမိမဲ့ကလည်းအချိုးဝဲလောက်သာဖယ်နိုင်တယ်အရတ္တမဲ့ကြတော့ကျဉ်းကျံမရှိအောင်လုံးဝတဏှာတွေကုံဆုံးသွားစေတတ်တယ် အဲ့ဒီတဏှာတွေရဲ့ကုံဆုံးသွားမှုကုံဆုံးသွားစေတတ်တဲ့တဏှာရဲ့ကိုရာကုံညောင်းဖြစ်တဲ့ရတမက်ကိုရလိုက်ကြည့်တနည်းအားဖြင့်ပြောမယ်ဆိုရင်တဏှာတွေလက်လန်းမမီတဲ့နိဗ္ဗာန်ကိုတွေ့လိုက်တွေ့လိုက်လို့တဏှာကိုကုံဆုံးစေတတ်တဲ့ရတမက်ညာကြီးကိုရလိုက်တယ်လို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဘုရားဖြစ်သူရောက်လို့ဖာရတာတော့လို့ဆိုလို့ရှိရင်တဏှခရကိုရတယ် ဒါဘုန်းကြီးတို့တွေတနက်ခရကိုမရသေးသမျှဘဝတနာနဲ့လုံးလိုက်ခတ်နေကြအောင်ပါပဲတန်တရားတဲ့မှာအဲ့ဒါကိုပြောတာဘဝတနာနဲ့တန်တရားလို့ဆိုတာတနာရှိနေသေးသမျှဘဝနဲ့တန်တရားရှိနေဦးမှာပဲလို့ဒါကပုံမှန်အတိတ်ရဲ့အဖြစ်ပြောတာ